င်္ဂလာပါပရိသတ်ချင်းတို့ရှင်။ကျမတို့ရဲ့ Media Channel ကနေ November 22ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။မင်္ဂလာဆောင်ပြီးမှကက်ဆင်းနဲ့တဲ့မိသားစုကြောင့်ရွှေတင်မှာတုတ်ဆုံရောင်းနေရပြီဖြစ်တဲ့စုပြည့်သတင်းတည်းဆိုပြင်းရဲ့မင်္ဂလာပွဲကိုပါကြောက်မလာခဲ့လဲဆိုတဲ့ကိစ္စကိုနေထွက်ကိုယ်တိုင်းတဲပြေရှင်းလိုက်တဲ့တည်း။မိမဖြစ်သူကိုလူကြားထဲမှာဆွဲလာရလာလို့ငေးလို့လူပြောများနေတဲ့ပိုင်တကွန်တည်း လက်ဖွဲ့ရမှာကြောင်းလို့မလာဘူးဆိုတဲ့မီဒီယာသူတွေကိုအခုလိုတခွန်းနဲ့တုံ့ပြန်လိုက်တဲ့ဆွေတဲ့င်းချမ်းသာကျော်ဝါလုံးလုံးတောင်းလေးကိုတိန်300ရန်အဝတ်တွေပဲဆင်နေတဲ့တထေးမကြီးနေကြီးဦးတဲ့မဲဖြစ်ပါရဲ့ရှင်မင်္ဂလာဆောင်ပေးမှာကက်ဆင်းနေမိသားစုကြောင့်ရှုတင်မှာတုံးဆောင်ရောင်းနေရပြီဖြစ်တဲ့ဆိုပြတဲ့စိန်ချမ်းသာရင်မိသားစုကိုယူခဲ့ပေးမယ်အတုံးဆောင်ရောင်းနေရတဲ့ဆိုပြလူပြောများနေတာကဆိုပြတဲ့စိန်မှာ အခုဆိုရင်အင်တာနက်ပေါ်မှာစုပြည့်သစင်တဦးတုတ်တုတ်ဆောင်ရောင်းနေတဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့လာတာဖြစ်ပါတယ်။အဆိုပါဗီဒီယိုဖိုင်မှာတော့စုပြည့်သစင်ကတဦးတုတ်တပွဲကို၅ရောင်မှစုပြီးရှူတင်ဖွဲ့သားတွေကိုကျွေးမွေးနေတာပါ။ရှူတင်ဖွဲ့သားတွေကလည်းစုပြည့်သစင်လက်ရဆိုတိတ်ကြိုက်တယ်ဆိုပြီးအားရပါးရစားနေကြတာဖြစ်ပါတယ်။ ဆိုပြေတစင်ဟာအစားတော့ကောင်းနေပေါ်တဲ့တောင်ငူစာတိသူလေးမို့လို့လေဆိုပြေလည်းရောင်ကိုဟင်းဝီရန်မိသားစုရောင်အမှုပညာလောကသားတွေပါကြိုက်ကြတာဖြစ်ပါတယ်အခုလဲဆိုပြေတစင်လှုပ်ကျွေးတဲ့အတုံဆုံကိုမြင်ရင်ရှိရင်စားနေကြတာပါအစောပိုင်းဗီဒီယိုဖိုင်တွေအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးမှလူတွေကတော့ဆိုပြေတစင်ကတော့အိမ်တော်ရှင်မဖြစ်လာတော့အပေါ်ဝင်ဝင်ရအောင်ရှူတင်မာတော့တုတ်ဆုံရောင်းနေရပြီဆိုပြီးပြောနေကြတာပါတချို့ကလည်းရောက်ခမမိသားစုကကက်စင်းနေပုံရတယ် ဒါကြောင့်မင်္ဂလာပွဲပြီးတာတော့အငြိမ့်မနေနိုင်ပေ။ Sign Promotion နဲ့တက်ကငွေရှာနေရတယ်လို့အခုလဲ shooting မှာအပေါ်ဝင်ငွေရအောင်တောက်ဆောင်ရောင်းနေရပြီဆိုပြီးတော့ပြောကြတာပါ။ဒါမိမလဲတကယ်တော့ internet ပေါ်မှာပြန့်နှံ့နေတဲ့ video file ဟာစုပြည့်တစင်တကယ်တုံရောင်းနေတဲ့ video file မဟုတ်ပါဘူး။စုပြည့်တစင်ဟာစိတ်ထားကောင်းကဟင်းလေချက်တတာကြောင့်သူမရှူတင်မှာဆိုအတုံးဆုံးတို့တောင်ငူမုံရင်းကားတို့ကိုအမြဲတမ်းရှူတင်ရှိုက်ကွင်းတစ်ဖွဲ့တောင်းတို့ကိုအဲ့ခံကျူးမွေးနေကြဖြစ်ပါတယ် အခုလဲစိုးပြေတစင်ဟာအင်္ဂါစီစဉ်လာတဲ့တုံ့ဆောင်ပန်းချီကိုယူကမီတိုမန်တို့ကင်မရာမန်စဖွဲ့သားတွေကဆာရှူတင်တစ်ပွဲလုံးကိုအထုံးဆောင်ကျွေးနေတာဖြစ်ပါတယ်။တပွဲကို9000ဆိုတာကစနောက်ပြီးတော့ပြောနေတာပါ။စိုးပြေတစင်ရှူလိုက်တဲ့ဟင်းဝရန်တို့မိသားစုဟာမြန်မာနိုင်ငံမှာချမ်းသာတဲ့ဒိတ်ဒိတ်ကျဲတတိပညာတတ်မိသားစုဖြစ်တာကြောင့်လူတွေအင်တာနက်ပေါ်မှာပေါက်ခဲ့ရပြောနေကြသလိုကက်ဆင်းနေတဲ့ဆိုတော့ပါညာကမဖြစ်နိုင်ပါဘူး။ ကက်ဆင်းမင်းနဲ့လို့လေမင်္ဂလာဆောင်ကုန်ကြစီအားလုံးကိုသူတို့တားရှင်ဘက်ကပဲစိုက်ထုတ်ပေးကြတာဖြစ်တယ်လို့ဟင်းဝရနဲ့စူးပြေတစင်တို့မင်္ဂလာဆောင်ပြီးရင်နေဖို့အတွက်လည်းတိမ်မောင်တောင်းချီတန်းနဲ့တိုက်နဲ့ကားတွေကိုလက်ဖွဲ့ကြတာဖြစ်ပါတယ်သားကြောင့်လေလူတွေကတော့စိုးပြေတဲ့စင်ကိုကန်ကောင်းတဲ့သူအချက်ခံရတဲ့သူ ဖြစ်တတ်မှတ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လေလိုင်းပေါ်မှာတော့စိုးပြေတဲ့စင်ဟိဝရံနဲ့ပတ်သက်တဲ့ကောလာဟာလာတဲ့တင်းတွေကအများကြီးပြန့်နှံ့နေတာဖြစ်ပါတယ်။အခုလေစိုးပြေတဲ့စင်အတော့ဆုံးရောင်းနေရတဲ့ဗီဒီယိုဖိုင်ကပြန့်နှံ့လာတာဖြစ်ပါတယ်။ တကယ်တော့စွပြည့်တစင်းရဲ့အတုံးဆုံးတဲ့ငါဒီတစ်ခုတည်းမဟုတ်ပါဘူးပြီးခဲ့တဲ့ရက်ပိုင်းမှာမင်္ဂလာဆောင်တော့ငါလည်းစွပြည့်တစင်းတို့မိသားစုဟာမင်္ဂလာဆောင်တဲ့5 star hotel မှာတတို့သမီးအရှံလုပ်ပေးတဲ့အမှုပညာရှင်တွေကိုတဟူတုံနေဖက်ကျွေးခင်တာကြောင့်ကက်ဆင်းနေလာချင်လားဆိုပြီးလူပြောများခဲ့ပါသေးတယ်တချို့ကဆိုကျင်းကားဖွယ် 5-star hotel မှာဘာလို့ buffet တို့ dim sum တို့မကျွေးပဲလက်တော့ဆုံးကျွေးရလဲဆိုပြီးဝေဖန်ကြတာပါ။ဘာဖြစ်ဖြစ် internet ပေါ်မှာတော့အပြစ်မရှိပြစ်ရှာနေတာဖြစ်ပါတယ်။ ဆိုဗီယက်စင်ကတော့ဘာဖြစ်ဖြစ်ဟိမယန်နဲ့လက်ထပ်လိုက်တာကတကယ်ကိုငံကောင်းပြီးအချစ်ခံနေရတာကတော့အမှန်ပါပဲပရိသတ်တို့ကရောဆိုဗီယက်စင်ရဲ့အတုံးစုံကိုစားကြင်နေကြပြီလားဆိုတော့ပြောသွားကြပါအောင်ရှင်ကြည့်ရှုအားပေးကြသူပရိသတ်တယောက်ချင်းစီတိုင်းကိုခြေစူးထူးပဲတင်ရှိပါရစေရှင် ိုးပြည့်ရဲ့မင်္ဂလာပွဲကိုဘာကြောင့်မလာခဲ့လဲဆိုတဲ့ကိစ္စကိုနေထွတ်ကိုရိုင်းတဲပြေရှင်းလိုက်ပြီးမင်္ဂလာပါပြိတ္တများရှင်ပြိတ္တတို့အားလုံးသိကျင်နေကြတဲ့ဖြေတခုကိုကာယကံရှင်ကိုရိုင်းကအခုလိုမျိုးတဲပြေရှင်းပြောပြလာခဲ့ပါပြီဆိုပြင်းမင်္ဂလာပွဲကိုနေထွေရောက်မလာခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေတော်တော်များများရဲ့အထင်နဲ့မြင်ကဆိုပြင်းနဲ့နေထွတို့ပြဿနာဖြစ်တာလို့လားဒါမှမဟုတ်ဂျာနီမာဟေးဝီယံမသိစေချင်တဲ့ဆက်ဆံရေးတွေရှိခဲ့လို့လားဆိုပြီးတော့သူလောသူလောထင်ကြီးပေးနေကြတာပါ ဂျပန်ဇလန်တွဲရိုက်ကူးပြီးကြတဲ့ကနေထွက်ကနောက်ထပ်ထပ်ပြီးတရုတ်မဆောင်ချင်တော့တဲ့မင်းသမီးတလန်ရှိကြောင်းနဲ့အဲဒါကလည်းစိုးပြစ်ဖြစ်မလားဆိုတဲ့အကြောင်းနဲ့စာတပြိုင်စုညာပွက်လွှဲရိုက်ပြီးခရက်ထားကြတာမှန်ပါအလုံးထင်နေကြတာကတော့နေထွက်ကစိုးပြီကိုကြည့်မရတလို့စိုးပြီကလည်းနေထွက်ကိုကြည့်မရလို့ပရိသတ်တီဝမ်းရှစ်တာကိုတော့မခံခဲ့တာလို့ပဲထင်ခဲ့ကြတာပါတကယ်တမ်းကျတော့စိုးပြီကနေထွက်အပေါ်မှာရန်လွန်နေတဲ့စိတ်ဒါမှမဟုတ်ဒေါသထွက်နေတာမျိုးလုံးဝမရှိပါဘူး သူတို့ရဲ့မင်္ဂလာပွဲနောက်ဆုံးနေ့မှာနေထွက်ကိုလည်းဖိတ်စာနေတကွအထုတက်လည်းဖိတ်ကြားဧကန်ခဲ့ပါတယ်။ဒါပေမဲ့နေထွက်ကတမင်တက်တန်ရောက်မလာခဲ့တာပါဆိုပြီးတော့ဒီနေ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။သူကိုယ်တိုင်ပါဇက်ကနေထုတ်ဖော်ပြီးတော့ပြောပြသွားခဲ့တာပါ။ဒါပေမဲ့မလာတာကလည်းတမင်တက်တန်ဆိုပေမဲ့မင်းပညာဇက်ကောင်နေနဲ့ခန်းစားလိုက်တာပါလို့ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။ တကယ်တကယ်တမ်းပြင်လောကမှာသူမလာဖြစ်ရတဲ့အကြောင်းရင်းကတော့ပကံကိုလုတ်ကိစ္စနဲ့ခီးရက်ရှိရောက်ပြီးတော့ခီးလွတ်နေတာတကြောင်းသူပါဝင်ရမယ့်မာရသွန်ပြိုင်ပွဲရက်နဲ့တိုက်နေတာတကြောင်းစာရာတွေကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့စိုးပြေတို့မင်္ဂလာပွဲရက်တွေအားလုံးမှာနေထွက်ကရန်ကုန်ကိုလုံးဝပြန်လာလို့မရခဲ့ပါဘူး။ တကူးတကပြန်လာဖို့စီစဉ်ခဲ့ပြီးမယ်အလုတ်ကိစ္စတွေကလည်းဘလို့မှပြည့်ပြအောင်ရှိုက်ကူးလို့မရတာကြောင့်မို့လို့ပကံမှာပဲနေရင်မာရသွန်လည်းပြင်းနေကြရတာဖြစ်ပြီးတော့ဒီနေ့မှသာလဲရန်ကုန်ကိုပြန်ရောက်လာခဲ့တာပါရောက်ရောက်ချင်ပေတည်ကျင်နေကြတဲ့သူတွေအားလုံးကလည်းနေထွက်ကိုအင်တာဗျူးပြီးတော့ဆက်ဆူခဲ့ကြပါတယ်။ဒါကြောင့်မို့လို့ပဲနေထွက်ကအင်တာဗျူးတွေကနေတခါတည်းကိုငယ်နဲ့စိုးပြေသူခီးလွန်နေလို့မလာနိုင်တာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးပြောပြသွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့စိုးပြင်းတဲ့နေထွက်အကြာမှာဘာကမ်းမှလည်းမရှိသလိုမုန်တီးနေကြတာလည်းလုံးဝမဟုတ်ပါဘူး။ဒါဆိုရင်တော့ပြည်သက်ကြီးတို့လည်းစိတ်ရှင်းသွားကြပြီလို့ထင်ပါတယ်နော်။မိမဖြစ်သူကလူကြားထဲမှာဆွဲလာရှန်လာလုံနေလို့လူပြောများနေတဲ့ပိုင်းတကော မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားဖြစ်သူပိုင်နဂွန်ကတော့အိမ်အောင်ကြပြီမကြမီမှာတည်းယူထားတဲ့မိမအပေါ်စာတိပြနဲ့လုံရက်တွေပြုံမှုနေလို့ဝေဖန်ခံနေရပြီပဲဖြစ်ပါတယ်။ဒီလုံရက်ကိုပရိသတ်တွေကသူများချောင်းရိုက်ထားတဲ့ online ပေါ်ကဗီဒီယိုတစ်ခုကနေတွေ့ရှိခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာပိုင်နဂွန်ရဲ့လုံရက်ကလူဝေဖန်ခြင်းစရာဖြစ်လို့နေတာပါ။ပိုင်ဒဂွန်ကလက်ထပ်ထားတာမကြသေးတဲ့ဇနီးဖြစ်သူလင်းမြဖို့ကို လူကြားထဲမှာဆွဲလာရှမ်းလာလုံနေခဲ့ပါတယ်။ အမျိုးသမီးနဲ့အမျိုးသားအားကျင်းမမျှတဲ့အတွက်လင်းမြဖို့ကတကူလုံးရှိန်ထိုးနေပြီးကံကောင်းစွာနေပြီးဒီဖြစ်ရပ်ကိုဖုံးတလုံးနဲ့မှတ်တမ်းတင်ထားနိုင်ကြတာပါတကယ်တော့ပိုင်တကွန်ဟာမြမစကားတော်ကောင်းကောင်းနားမလည်တဲ့တိုင်းရင်သားဘဝကနေမင်းသားဖြစ်လာခဲ့သူတယောက်ဖြစ်ပြီးသူ့ရဲ့အမျိုးသမီးကတော့မြမဆက်ဆက်အတိုင်းဝိုင်းကြီးကြီးတဲ့ကဖြစ်ပါတယ်ပိုင်နေကုန်ကတနင်္သာရီတိုင်းမှာမွေးဖွားခဲ့ပြီးမိခင်ရောဖခင်ကပါမြိတ်သူမြိတ်သားတွေဖြစ်ကြပါဗျ။ စကားမဝဲပဲတီလွန်းငိန်လွန်းလာတဲ့ပိုင်းတကွန်ဟာမော်ဒယ်လောကကတစိမ်ရုပ်ရှင်လောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကလေးကလင်းမြောက်ဘူးကသူ့ကိုထောက်ပံ့ပေးခဲ့တာပါပိုင်းတကွန်မင်းသားမဖြစ်သေးခင်အချိန်အင်ကားဘဝမှာနေရကလေးကလင်းမြောက်ဘူးကအနွနာခံတွဲခင်တာဖြစ်ပြီးချစ်သူတက်တန်လေးနှစ်အကြာမှာတော့လက်ထပ်ခဲ့ကြပါတယ်ပိုင်ဒဂွန်ကလည်းလင်းနဲ့အတွင်းမှာတမှုထူးခြားတဲ့စတိုင်နဲ့ချောမောလွန်းတဲ့ရုပ်ရည်ကြောင်ရေးပန်းစားခဲ့ပါတယ်။ ရုပ်ရှင်ကားကြီးတွေမှာတာမကနိုင်ငံတကာဇလန်းတွဲတွေကိုပါရှိုက်ကိုတဲ့ဒိန်တဟုံတို့ရှိန်ရလာခဲ့ပြီ။ယနေ့တိုင်းလည်းအမှုပညာနယ်ပယ်မှာပိုင်တကွန်ဟာလက်ထပ်သွားသည့်တိုင်ချင်းမွေးလေးဆိုပြီးအောင်မြင်နေစေဖြစ်တယ်လို့သူနာကိုကတ်ချင်နေသူတွေလည်းများပြားလို့နေပါတယ်။အခုကော်တောင်းမှာရှိုက်မဲ့ဇလန်းတွဲမှာဆိုရင်လေမင်းသမီးမိုးရီကိုနဲ့တူတွဲဖက်တေယုဆောင်အားမှာဖြစ်ပြီးလင်းမြဘူးကိုသူနဲ့မလိုက်ပဲနေခဲ့ဖို့ပြောခဲ့သေးတယ်လို့သိရပါတယ်။ ဒါပေမဲ့လင်းမြဘူးကသူ့ကိုစိတ်မချနေတဲ့အနောက်ကနေတကောက်ကောက်လိုက်လာခဲ့ပြီးနောက်မှာအခုလိုစိုးရွားတဲ့ဖြစ်ရမျိုးကြုံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့အကောင်းမြင်သူတွေကတော့ဗီဒီယိုကိုသေချာကြည့်ပါအောင်။ယောက်ျားဖြစ်သူကမိန်းမဖြစ်သူကိုချစ်လို့ကြီးစားနေတာပါ။နှစ်အောင်လုံးပြုံးပြုံးရှိရှိနဲ့အဆင်ပြေနေကြတာပဲ။သူများနဲ့များကြာပြဿနာဖြစ်အောင်တတိန်းတူတွေနဲ့မဖြက်စည်းစမ်းပါနဲ့။အကောင်းမြင်စေလင်းမွေးစားမှာဆိုပြီးမတ်ချက်တွေရေးခဲ့ကြပါတယ်။ ပရိသတ်ကြီးတို့ရောအခုမြင်ခွေးထဲမှာလင်းမြဖူကတကယ်ပဲအောက်ကျုံနေရတယ်ထင်လားလင်းမြချင်းချင်းချစ်လို့ကြီးစင်လာလားဆိုတော့ကိုတေးချကြည့်ပြီးတော့ comment မှာထင်တာလေးတွေရေးခဲ့ကြပါဦးနော်လက်ဖွဲ့ရမှာကြောက်လို့မလာဘူးဆိုတဲ့မီဒီယာတူတွေကအခုလိုတခုနဲ့တုံ့ပြန်လိုက်တဲ့ဆွေထဲချုံလို့ချုံဆိုပြီးနာမည်ကြီးခဲ့ပူတဲ့မဆွေကတော့ငယ်စဉ်မင်္ဂလာပွဲကို လုံးဝမတက်ရောက်ရခြင်းအကြောင်းရင်းကုန် ူမကိုယ်တိုင်ဖြည့်ရှင်းလာခဲ့ပါပြီ။မီဒီယာတွေကသူမရဲ့အကြောင်းကိုအွန်လိုင်းပေါ်မှာတပုတ်လေလွင် ပြောဆိုခဲ့တာဖြစ်ပြီးလက်ဖွဲ့မပေးချင်တာကြောင့်မသွားဘူး။ဆိုပြေတို့ဟာတထင်းမဟုတ်တာကြောင့်မတော်ဘူးဆိုရဲဆွဆွဲချက်အမျိုးမျိုးနဲ့ရေးသားခဲ့ကြတာပါ။ဒါကြောင့်သူမရဲ့တိတ်ခါကိုပါထိပန်းလာခဲ့တဲ့အတွက်ဆွေက ခုလိုလူသိရှင်ကြားထွက်ရှင်းခဲ့တာဖြစ်ပြီးငယ်စဉ်ပွဲကိုမတက်ရတဲ့အကြောင်းရင်းရဲ့နောက်ွယ်မှာဒီလိုကိစ္စတွေရှိနေတယ်လို့ထုတ်ပြောလာခဲ့တာပါ။ ဒီအကြောင်းကိုဆွေကအမလီနော်ငယ်စဉ်ဝတ်တင်ကိုလက်ဖွဲ့ပေးရမှာကြောင့်လို့ငါးဘွဲလုံးမတက်တဲ့မင်းနွယ်ထုံးစုပ်ပြီးရှောက်ရင်းနေတာတွေ့တော်ရှိခြင်းလိုက်တာနောက်ကန်စကားပြောနေတဲ့ဦးတက်သေးပါပြီဟင်မီဒီယာတူရင်းမှုလိုက်ကြတာရှန်တကယ်ကအကြောင်းရင်းတွေအများကြီးရှိပါတယ်လို့စကားဆပြောခဲ့တာဖြစ်ပါတယ်တဖက်မှာတော့စုပ်ပြေတစင်ကခင်မင်ခဲ့ပူးတဲ့မျက်နှာမှမထောက်ပဲငင်းစင်ပွဲငါးပွဲကိုတပွဲမှမလာတဲ့ဆွေကိုအခုလိုပဲပညာသားပါပါပြောချခဲ့လိုက်ပါတယ် ။ဆိုဖီဘက်ကလည်းဆိုဖီယာတကယ်ကိုခင်မင်ရှင်းနေရတဲ့အမဆွေမို့လို့ငါးပွဲလုံးကိုဖိတ်ခင်ပါတယ်။လက်ဆောင်ပေးရမှကြောက်တယ်ဆိုရင်လေငါးပွဲလုံးမလာတော့တပွဲတော့လာတင်ပါတယ်။ကိုရွှေမပွဲကိုကြာသွားပေးပြီးတနေရင်လုတ်တဲ့ဆိုဖီပွဲကိုမလာတော့တကယ်စိတ်ဆိုးမိပါတယ်လို့စားနောက်တလူနဲ့ရှီမောစွာပြောခဲ့ပါတယ်။ ဒါကြောင့်ပြိတ္တိကလည်းဒီနူရဲ့ခြေထဲကပြစ်မှန်တွေကိုတည်ချင်ခဲ့ကြပြီးဘသူကမှန်လဲသူတို့နှစ်ယောက်ကြားမှာဘာပြဿနာတွေရှိနေဆိုတာကိုဆက်စုချင်ခဲ့ကြတာပါ အခုလိုမျိုးဆွီကိုရိုင်းကထွက်ရှင်းလာတဲ့အခါမှာတော့အားလုံးဝိုင်းပြုံပြီးဆက်စုခဲ့ကြပါတယ်ဒီလိုတည်င်းနေရန်စုပြည့်မင်္ဂလာဆောင်တဲ့ဟာဆွီတယောက်ခီးလွန်နေတဲ့အချိန်ဖြစ်တဲ့အတွက်နောက်ွယ်ကနေရွှေကုန်လက်ပွဲပြီးခဲ့တယ်လို့သိရပါတယ် အဲ့ဒီရွှေတွေကိုကြားခံလူနဲ့လက်ဖွဲ့ပေးခဲ့တာဖြစ်တဲ့အတွက်ဆွေကလည်းသူ့ပေးလိုက်ပြီလို့ထင်မိစိုးပြည့်စီကိုလည်းရွှေတွေကမရောက်ဘဲနဲ့ကြားထဲမှာပြဿနာတက်ကုန်ကြတာပါဒါကြောင့်စူပန်လက်ဖွဲ့ကိစ္စမှာခလောက်ဆန်သွားတဲ့တစုံတယောက်ရှိနေနိုင်တယ်လို့ယူဆပါပြီ။အဲဒီလူရဲ့နာမည်ကိုတော့ဖွင့်ရထားခြင်းမရှိပါဘူး။တချို့ကလည်းအစိုးပါရွှေရည်လက်ဖွဲ့တွေဆိုတဲ့အပေါ်အလကားညာတာဖြစ်မှာပါ။သူကိုယ်တိုင်တော့စားစရာမရှိလို့ခရိုနီတွေအနားကိုပဲကပ်ပြီးလိုက်ပေါင်းနေရတာ။စပိုင်းကိုဆိုရင်အသေးကတ်တာ မင်းသားမင်းသမီးတွေအင်တာဗျူးမှာလည်းသူပဲတင်းဝင်ဖြေတော့ရွှေမန်းမင်္ဂလာပွဲတော်ကလည်းသူ့အတန်းကြီးပဲအခုမှမအားလို့ပါရွှေတွေမရောက်လို့ပါဆိုတာတော့ကြားမကောင်းဘူးလူတွေမသိတဲ့ဖြစ်ရပ်တစ်ခုခု ရှိနေအောင်မှာပါလို့မှတ်ချက်တွေရေးခဲ့ကြပါလိမ့်ပရိသတ်ကျင်းရုံရောလက်ဖွဲ့ရမှာကြောက်လို့မလာဘူးဆိုရင်မီဒီယာတူတွေကို အခုလိုတခွန်းနဲ့တုံ့ပြန်လိုက်တဲ့ဆွေပုံဘလို့များထင်ကြပါသလဲနော် ချမ်းသာကြွယ်ဝလုံးလုံးတားလေးကိုတိမ့်သုံးရတဲ့အဝိတ်တွေပဲဆင်းနေတဲ့တထင်းမကြီးနေကြည်ဘူးမွေးကလေးကတားလေးကိုတာမန်ဝတ်စားနေမွေးပေးပင်တိမ့်မောင်းရချီတန်းနဲ့ brandy ပဲဝတ်ထားပေးကြောင်းတထင်းနေထွက်လာတာကတော့တထင်းမကြီးနေကြည်ဦးပါဒါကြောင့်လည်းကန်စာတာကောင်းကပုံကန့် ကြီးမလို့နဲ့နေကြည်ဦးရဲ့တားလေးကိုပရိသတ်တွေကချစ်ပေးနေကြတာဖြစ်ပါတယ်အလုံးတိကြတဲ့တထင်းမကြီးနေကြီးဦးဟာမြမငငယ်ထိတ်တန်းရတနာလုပ်ငန်းရှင်တထေးကြီးကိုပြင်းနေကြီးကျယ်ခမ်းနားစွာလက်ထပ်ခင်တာပါ အခုဆိုရင်နေဂျီဟူဟာထိုင်းနိုင်ငံမှာတားလီတယောက်ကိုမွေးဖွားထားတာပါနေဂျီဟူဟာတားလီကိုမမွေးခင်ကတည်းကကြိုတင်ပြင်ဆင်မှုတွေအများကြီးပြုလုပ်ထားတာပါတားလီအတွက်တိုက်ကြီးတွင်နေထိုင်းနိုင်ငံကအကောင်ဆုံးစေယုံမှာအကောင်ဆုံးပြုစုစောင့်ရှောက်မှုတွေများစွာနဲ့လုပ်ခင်တာပါဒါပြင်ခုဆိုရင်လည်းတားလီကိုကံကောင်းမှုတွေစောင့်ကျင်းလာမယ်။ Ethan တရားဆိုတဲ့နာမည်ကို ပေးထားတယ်လို့သိရပါတယ်။ဒါပြင်ခုဆိုရင်တားလီကိုတိမ်မောင်းရာကြီးတန်းနဲ့အင်ကြီးတွေဝစ်ဆင်ပေးလိုက်တာဖြစ်ပါတယ်။ ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။